ားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ဆရာမကြီးလူလူတော်မှရေးသားထားတဲ့ဥပုပ်တဲ့ဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ကျမနဲ့တူနှာစင်ခန်းစားကြည့်ပါရှင်။ဥပုပ်တဲ့အင်္ဂလိပ်စာသင်ပြီးသဖြင့်ခါချီနေရှာသောမိခင်ကြီးကို မကြည့်ရသေးအားလျော်စွာ။ ဆယ်တန်းအောင်လျင်ပင်ကျမကအင်္ဂလိပ်ကျောင်းတစ်ကျောင်းတွင်အသည့်ဖြစ်သောကျောင်းဆရာကြီးကိုတနာခံ၍သူငယ်ရန်ပြဆရာမလုပ်ကိုဝင်ရောက်လုပ်ကမ်းရပါသည်မူလာသောဆရာမလုပ်ကိုမနစ်သက်သည်မှန်ပါ၏သို့သောကလေးများနှင့်ရောနှောမိသောခါရင်ကသူတို့ကလည်းမမမမနှင့်ခင်လျက်ကျမကလည်းကိုညီမကလေးများသဖွယ်ခင်မင်း၍ပျော်ရွှင်မိပါ၏ကင်နာဂါဒန်မှာစာသင်ချိန်နေပါ၍ ကျောင်းပျော်အောင်ကလေးတဲ့အလုတာတာဖြစ်ပါသည်နေခင်းတွင်ကစားချိန်အိတ်ချိန်ပုံပြောချိန်များပါဝင်လေရာကျောင်းရောက်စာနေများ၌ကလေးများအားပြောကြဖို့ပုံတိုကလေးများရှာဖွေထားရတော့လေနောင်တွင်သူတို့ချင်းချင်းတလဲစီကိုတွေ့ပုံကလေးများကိုပြောခိုင်းကြည့်တော့ခါကလေးပါဝါကျမတို့ငငယ်ကားနဲ့မချတော့အပြစ်ကင်းသည့်ကိုစိတ်နှုတ်အမူအရာကလေးများကို တွေ့ရကြရသဖြင့် ဝိထုကောင်ဖယားသည်ထက်ပင်စိတ်ဝင်စားပွဲကောင်းပါသည်။အောက်ပါပုံကလေးမှာမခင်တင့်ကလေးမလေးပြောပြသည့်ပုံမင်းဖြစ်ပါသည်။မိမိကျမတို့ကြောင့်မနှက်ဖြန်ပိတ်တယ်။ဒီနေ့ဖိတ်နေ။အေးအေးဥပုပ်ဆောင်ရမယ်။တမီရောလိုက်ခဲနော်ဇေယက်ကို။ဟုတ်ကဲ့မိမိ။ကျမလည်းဥပုပ်ဆောင်မယ်နော်မိမိတို့လို။ဒါပေမဲ့ထမင်းတော်စားမှာ။အေးပါကွယ်ကဲကဲအဝတ်လေးအเจ้าကပြန်လာရင်ကျမမှာ စာအုပ်လွယ်ကလေးကိုထား၍ရွှေမြယူပေးသောအဝတ်အစားတို့ကိုကောက်လဲရင်းနတ်ဖြန်မိမိတို့လို စေပရီနှင့်ဇရက်သွားရမည်အရေးကိုတွေးလျက်ပြောနေမိပါသည်။ထိုညတွင်အိမ်မက်ထဲ၌ဥပုပ်ဇရက်တို့ရောက်၍နေပါသည်။ကလထိုင်ပူပူဝိုင်းဝိုင်းကြီးပေါ်တွင် ဖုန်ကြီးမရှိ။ကျမတို့အိမ်တို့ဌာနဆံကလေးများမေတ္တာရက်ပါရရှင်ဟူသောစံခံနေကြသီလရှင်ကြီးသည်ဖုန်ကြီးကဲ့သို့တင်မြင်ခွေ၍ထိုင်နေပါသည်။ ထိုဒေလာရှင်ကြီးကဟဲ့မခင်တင်လာအောင်ဟုခေါ်၍ရက်ခတ်ခိုင်းနေပါသည်မနက်လင်းသောစွန်ပန်ကိစ္စဖြင့်မိမိတို့ကစောစောထား၍ကျမလည်းခက်စောစောပင်အိယာမှထားပါသည်နိုးလာလင်းပင်ဇရက်တို့လိုက်ရန်တရေရသဖြင့်မျက်နှာတပိပိချင်းရွှေမြအားအဝတ်လဲပေးရန်ပြောပါသည်ကြောင်းသွားတိုင်းဝင့်နေကြအကောင်းဝင်ကိုမဝေးချင်းဥပုပ်တဲ့ကြီးတယောက်နှင့်တူစေရန်ထမင်းကလေးနှင့်ရေမုံအင်ကြီးကလေးကိုဝတ်ပေးပါရန်ပြောပါ၏ မှန်ထဲတွင်ကြည်လိုက်သောခါရင်ကမိမိတို့လိုခန့်ခန့်ညာညာကြီးမဟုတ်စေကမူဥပုပ်တယ်လိုအိန္ဒီရရနှင့်ထဲထဲဝါဝါရှိသည်ဟု အောင်းမိမိပါသည်လူကြီးတွေလိုဥပုပ်ဆောင်လိုသောသူဖို့ဒူထီပေါ်နေသောခေါင်းဝင်ကလေးနှင့်မတင်တော်သည်ကိုသတိပြုမိပါသည်စပင်ကလေးကိုခွဲ၍ဖီပြီနောင်စေပရီတကုံလက်တွင်ပတ်လိုသောစိတ်သည် တားမနိုင်စီမြဖြစ်၍နေပါ၏မိမိကျမစေပရီတကုံပြီး မိမိတို့လိုလက်ပတ်ချင်နေဒီနေ့ရွှေလက်ကမွေးချင်မူသမီးရဲ့မိမိဟာမယူနဲ့ကွယ်ပျောက်သွားလိမ့်မယ်မိမိမစိတ်ရပဲနေမှာပေါ့အိုးမိမိကလည်းပေးပါလက်ပတ်ထားချင်နေလိမ္မာသားနဲ့ကလေးဆိုတာမဝေ့ရဘူးသမီးကဆော့ကဆော့နဲ့ပြက်သွားပျောက်သွားရင်ဘယ်နဲ့လုံးမလဲကျမကစိတ်ပရိမရလျင်မနေနိုင်မီဥပုပ်တဲ့နဲ့မတူတူအောင်တမင်ရွှေမြကိုတနခါလေးမခိုင်ပဲနေခဲ့ပါလျက် စေဝတီမပါလျင်ကသင်ငန်းမပါတော့ဖုန်ကြီးလိုရှိပေလိမ့်မည်။မရလျင်မအေးနိုင်ပါ။ဖျားပန်းလဲနေတော့မမရှိရာတို့ရောက်ခဲ့ပါ၏။မခင်တင်မစော့နဲ့နော်။ပန်းအိုကွဲကွင်ရိုက်ခံရလိမ့်မည်။မမကအလွန်ဆိုခြင်းမန်းခြင်းရှိလာပါသည်။သူမမေကိုတိုင်းသဖြင့်ကျမမှာခဏခဏရိုက်ခံရပါ၏။ယခုလေအနာတို့တေကများနဲ့သူ့ပန်းအိုတွေအဝေးကြီးကို မတို့ရခင်ကွဲလိမ့်မည်ဟုစည်း၍ဆို၏သို့သော အရွယ်တား၍သူနှင်းမဖြစ်သေးဟုတ်ကဲ့ပါမမဒီမဲမခင်တင်ကို စေပရီတကုံပေးပါလားဟင်ဥပုပ်ဆောင်မလို့ဥပုပ်တဲ့ဆိုတာမဆဲရဘူးမလိမ့်ရဘူးထမင်းမစားရဘူးမစော့ရဘူးညီနေနိုင်မမလားအိုးထမင်းတော်စားမှာပေါ့ကဲပါလေပေးပါမမရနော်ကျမလက်ပတ်ထားခြင်းနဲ့ အဖွားတက်ကြီးလို့နားတော့ချိန်ထားချင်ပါဘူးနော်မမနော်ဖြောက်မပြင့်နဲ့နော်ဒါဖြင့်ကောင်းကောင်းဝတ်ထားဇရဲကြတော့မမပြီးဟုတ်ကဲ့သူကျေနပ်အောင်အင်းလိုက်ရပါသည်စေပရီရတော့လက်တွင်နှစ်ပတ်ရည်ရွယ်ဝတ်ကြည်ပါ၏စေပရီမှာအကျဲကြီးဖြစ်၍နှစ်ပတ်ရည်ရွယ်လက်တွင်ဝတ်လိုက်တော့အကျဲကြီးဖြစ်၍ရှော့ချသွားပါသည် သုံးပတ်ရည်ရွယ်ဝတ်ကြည်ပြန်ပါလေလက်မဝင်တော့ပါ နရွက်ကိုအဖွားအစ်ကြီးလိုချိန်ပြန်ပါလေအငုံလိုက်တွင် ပြုတ်ကြပြန်သည်အချို့အမဲကြီးများလိုလဲပင်ဆွဲထားရန်ကလည်းစေပရီးမှာခေါင်းတန်လောက်အောင်မကြီးသဖြင့်လက်လျှော့ထားရသည်အရာရာပြည့်စုံပြည့်ဖြစ်ပါလျက်စေပရီးမပါလျင်ဥပုပ်သေးအတွက်အင်္ဂါကြီးတစ်ခုညော့နေသဖြင့်ကျမကမကြေနိုင်မချမ်းနိုင်ရှိလာသည် နောက်ဆုံးတွင်လက်ကလေးကို အထက်ထက်ရေရွေကြည့်မှစေပရီးဆောင်ဥပုပ်သေးဖြစ်၍သွားပါတော့သည် လက်ကလေးခမားကအသားတွေအထစ်ထစ်နဲ့ငချင်းဒုတ်ကလေးလိုနေ၍အဖျားတွင်ညိုမဲ၍နေတော်သည်သို့သော မတန်နိုင်တော်ပြီဖြစ်သည်များနှင့်ကြေနေရပါသည် ဥပုပ်စရဲသို့ထွက်ခဲ့ကြပါသည် အလူငွေထဲ့ရန်မမေးစီကပစံတပြားတောင်း၍လက်ထဲတွင် ဆုပ်လျက်စေပတိပတ်ထားသောလက်ကလေးကိုလည်းရဲရဲမယံမဲအချားသူများမမြင်မည်ဆို၍ခမြောက်မြောက်ခက်ကားကားထား၍ရှောက်ခဲ့ရပါ၏ကျမတို့ခုမင်းနေပါသေးသည် မမတို့မမေတို့လိုတပတ်တထဲပခုံးတင်လိုက်ရလျှင်တကယ်တီလာတဲ့ကြီးလိုဟန်ကြမည်ထင်သဖြင့်မမစီလက်စည်းတစ်ခုကိုတောင်းသဖြင့်မမကလက်ဘဲတွင်ပတ်ပေးပြီးခေါ်ခဲ့ပါသည်ထမင်းရေမုံအင်ကြီးတနခါမပါသောမျက်နှာစိတ်ပတိဆွတ်သောလက်နှင့်လက်ဘဲတွင်မဖလာကလေးပတ်ထားသည့်ပြပြစုံစုံဥပုပ်တဲ့ဖြစ်ကိုလာကန်ဤနောက်ဆုံးချိန်မှန်မကြည့်ခဲ့ရသည်ကိုကများစွာစိတ်မကောင်းပါ ဖျားဝိုင်းနေသူရောက်ခဲ့လေပြီမိုးကြအချိန်ကပရဝုံတစ်ခုလုံးမြက်ပင်ကလေးများဖောက်သေးပင်ကလေးများနှင့်စိမ့်လန်းလှပေ၏မိမိလက်ကိုဆွဲထားသောကျမလက်ကိုအသာလှုပ်ခဲ၍ဖောက်သေးပင်များရှိရာသို့အပြေးလွှားသွားမိ၏ဟဲ့မခင်တင်ဘယ်တော့ဖောက်သေးခုမလို့မိမိဥပုပ်သေးဆိုတာမစော့ရဘူးညီညီကလေးနေရတယ်လာလီ ဟုတ်ပေသည်မမလည်းအထက်ထက်မှာခဲ့သည် အိနေရရညင်ငိနေမှသာဥပုပ်တဲ့နှင့်တူရတော်မည်။ဖောက်သေးတွေက အပြာပွင့်ကလေးတွေကြားတွင်မဲမဲကလေးတွေထိုးထိုးထောင်ထောင်နှင့်မြည်မြခုကျင်စရာကောင်းသည်။ဟေးညနေမှဖိုးသိမ်းကလေးတို့နဲ့တစ်ခေါက်လာတော်မယ်။သူတို့ဖောက်သေးမဲ့ချိန်မှမတိကြသေးဘူး။ရေကန်နဲ့တဆုပ်ကြီးများချလိုက်ရရင်ကွာ။အဆရှိသဖြင့်အစင်ပြေစွာ တွေးမိတော်လေ။စိတ်ကိုအနိုင်နိုင်ချုပ်တီး၍မေမေဆောင်နေရသူပြန်လာခဲ့ရသည်။ မိမိစောင့်နေရသို့ပြန်ခဲ့ရပါသည်။ထိုအချိန်ကဥပုပ်တဲ့ဖြစ်ကို ပထမစိတ်ပြည့်မိသောအချိန်ပေသည်။ဇရဲ့သို့ရောက်ကြသောလူကြီးလူငယ်လူလတ်အဖိုးအိုဖွားအိုမှစာ၍အတော်ဆုံးလင်ပေပြီ။ဘုံကြီးကသူ့နေရာတွင်မရှိသည်။ကရော့ပွဲများဆုံးအများသာပြင်ဆင်၍ထားသည်။ဘုံကြီးထိုင်လျင်ရက်ဆွဲအလုတ်ကိုအစဉ်လှုပ်လေးရှိသောဒေါ်စာယူလေတိုင်ကြီးတိုင်ကိုမှီ၍ထိုင်နှင်းလေပြီ။ ဥပုပ်သည်များကိုလက်ဖက်ကမ်းသောသူများလည်းကျမတို့ရှိရာသို့ရောက်၍လာကြ၏မိုးလင်းကလေးကဘာတခုမှမစားခဲ့ရသော ကျမသည်လက်ဖက်ပကံမြင်လျင်စုပ်၍လွှဲလိုက်ခြင်း၏သမီးတော်ယုံစမတည့်ဘူးဟိုဟန်သည်ဖြင့်ပထမတစ်ခါသာအမကြီး၌၍နောက်တစ်ကြိမ်နည်းနည်းသာယူပြီးစားရပါသည်အဖွားကြီးတွေကလက်ဖက်စားပြီးလျင် လက်တော့ဘွားကိုမရှာ စေပရီကိုသာတုံ၍အယောင်ထွက်အောင်ဟုဆိုလျက်လက်ဝါးနှစ်ခုကြားတွင်ပို့၍နေ၏အယောင်ထွက်နေသောပရီသည် အစိမ်းများလွန်း၍ဟူဂုံယူလိုဟန်ရှိပါသည်မိမိနှင့်ကက်လျက်ထိုင်နေသောမိမကြီးကသူ့ချွေးမှပြင်ကြီးပုံယောက်ျားကိုပမာမခန့်မုံများကိုမဲရွက်ကနှင့်ပြော်၍နေသည်ကျမကဖုန်ကြီးလူရန်ပစ္စည်းများကိုစိတ်ဝင်စားစွာကြည့်နေမိပါသည်ဟင်းတွေအများကြီးရလင်ကစားဖန်ခွက်နှင့်ဖြစ်၍ ဟင်းကြိုတို့ချင်ရီတို့မပါသဖြင့်ကောင်းမြည်မထင်မိပေ။တောင်လိုပုံနေသောတရေကြီးများသည်တပြိုင်တည်းမှဲ့၍နေသောမြည်သူတွေကောင်းအောင်စားကြမည်နီ။ဖုန်ကြီးဆိုသောလူမျိုးသည် လောကတွင်ငပြောသည် အုံသည် အကြိုက်ဆုံးသောလူမျိုးပေသည်။ဘယ်ခါမဆိုသူတို့မပါသည်မရှိ။အုံရီဖောက်၍ရသောကြောပွဲတဲ့ရှိအုံသေးကြီးကိုအိမ်သို့ပ ਾਇ ၍ပြန်လို့လာပါ၏။သို့တော့ဟောဖုန်ကြီးကြွလာပြီ။ ဟူသောအတံများကြောင့်လှမ်း၍ကြည်လိုက်ရာဖုန်ကြီးနှစ်ပါးသည်ရတောင်ကြီးတွေကိုထမ်း၍ဝင်လာကြတော့သည် ဖုန်ကြီးတွေက သူတကာထက်ထူး၍လဲခွန်အားကောင်းပုံမပေါ်တို့ပါလျက်ဤမြကြီးမာသော ရက်ကြီးများကိုမြည်တို့ကန်၍ခတ်ပါသည်ဖုန်ကြီးများထိုင်သောအာလုံးထိုင်၍ရှိခိုးကြ၏ကျမလည်းသူများနီးတူလာ၍ရှိခိုး၏ကြော့ကြဆိုဗျာဟူသောအတံကြီးကြောင့်လှမ်း၍သွားပြီးနောက် ဩဃာသာဩဃာသာဟုလာ၍ဆိုပါ၏မိမိတို့မမတို့မှာကျမမရသောဖျားရှိခိုးရှိကြီးတွေကို ဆို၍နေကြသဖြင့်ရတာလိုက်ဆို၍မရတာကို တခါတရံဝါ၍၎င်းတခါတရံပါဇက်ကိုပိတ်၍၎င်းနေလိုက်ပါတော့သည်ရှိခိုး၍ပြီးသောချိန်တွင်ဖုံးတော်ကြီးတွေသည်ဘာရီမှန်းမသိဆိုကြပြန်လေပြီဥပုပ်တဲ့အာလုံးအတန်များတိတ်၍သွားလျင်လေရက်ဘိန်းနံသည်ကြည်ကနေကြည်ကနေမြည်၍လာ၏ လေးရက်ရှိရာသို့မော်ရွေကြည်ရမှာဇရက်တိုင်ကြီးတွေကိုတရီပြူမိသည်လက်အုပ်ချီထားသောလက်မှာဘဲချင်းကပြုတ်၍သွားသည်မသိဤဇရက်ကြီးတွင်တွင် ခွေးမာတို့လှရွှေတို့တောင်းမေတို့တာရီတို့နှင့်တိုင်ဦးတိုင်းကစားရသော ခွေယူမမြင်အောင်တယောက်ကိုတယောက်ချက်ပေး၍တိတ်တိတ်ကလေးကူလိုက်လျင်လွတ်နိုင်သည် ခွေယူဟိုဘက်အပြေးတွင်ရေကနေအော်၍ဆုပ်ပြေးကူလိုက်လျင်လွတ်နိုင်သည်ညီမြပြောစရာကောင်းမည်နီး အတော်မောကြလင်ဖျားရီပေါ်ထိုင်၍ကျုပ်ဟောတိုင်းကစားကြမည်ဖုံမပေးချေမပေါ်မဲတတနာနာကစားနိုင်သည်မဆုံးနိုင်မမောတိုင်းရွတ်ဖက်၍နေသောဖုံကြီးများ၏အတန်များကတိုးသည်ထက်တိုး၍တည်တည်မျှကြားရပြီးနောက်ဇရရောဖုံကြီးရော လူတွေပါအားလုံးပြောက်ွယ်၍သွားကြလေတော့သည်ကျမလည်းမိမိခါကိုမှီ၍အိပ်ပျော်လျက်ရှိလေ၏သမီးရေထထခါကိုပူလို့ွယ် ဘယ်နဲ့လဲဥပုပ်တဲ့ကြီးအိပ်ပျော်နေပါဘကောဟုတ်ပြော၍ရီမောသောမမေမျက်နှာကို ကြည်လျက်ရှက်ကိုရှက်ကန်းနှင့်ပြန်လှန်ရီမောရပါတော့သည်ညနေတွင်ပေါက်သေးခူလာရန်ကမမေတက်မတ်သောမျက်လုံးများနှင့်လှဲ့ကြည့်လှဲ့ကြည့်လှုပ်လျက်ပြန်ငယ်ပါတော့သည် အတွေ့ခုနှစ်အမှတ်ခုနှစ် 1939ဇူလိုင်ကြီးပွားရေးမဂ္ဂဇင်းနားဆင်ပြီးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမတို့နောက်ထပ် audio book မှာ ပြန်ဆောင်ကြမယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။